ိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးရွာရှိမင်္ဂလာဆောင်တစ်ခုကိုစစ်ကောင်စီတပ်ကလေးချောင်းကနေပုံကျဲတိုက်ခိုက်လို့ထိခိုက်သေးဆုံးမှုတွေများပြားတယ်လို့သိရပါတယ်။ကျွန်းကြီးရွာမှာဒီနေ့မေလ25ရက်မနက်7:00နာရီခန့်ကမင်္ဂလာဆောင်ပွဲကျင်းပနေစဉ်စစ်ကောင်စီတပ်ကပုံကျဲချခဲ့လို့ငါးနှစ်ရွယ်ကလေးငယ်နဲ့သူတို့သမီးအပါဝင်၈ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ၁၁ဦးခန့်ရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။ တေရန်ကလေးလဲပါတယ်မင်္ဂလာဆောင်မော်ကိုထိုက်ရိုက်ကျဲချတာလုံးလုံးစဲတေဆုံးသူ၈ယောက်ရှိတယ်အမျိုးသမီးတဦးနဲ့အမျိုးသားများတယ်လို့ကြောက်ကြီးဒေတာကန်က ARD Times ကိုပြောပါတယ်စစ်ကောင်စီရဲ့ဘုံကျဲချမှုကြောင့်တေဆုံးသူတွေထဲမှာအသက်၅နှစ်ရွယ်ကလေးငယ်ပါဝင်ပြီးသူတို့သမီးပါတေဆုံးသွားတယ်လို့သိရပြီး ARD Time အနေနဲ့နောက်ဆက်တွဲအခြေအနေကိုအတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေပါတယ်ဒေသခံတွေရပြောကြချက်အရစစ်ကောင်စီဟာပြည်သူတွေကိုအစုလိုက်ပြုံးလိုက်တိတ်ဆုံးစေဖို့ရည်ရွယ်ပြီး မင်္ဂလာပွဲနဲ့အလူပွဲတွေလိုလူစုလူဝေးပွဲတွေကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်ရှင့်